မင်္ဂလာပါစိန်ဝန်းစိန်ဘာသာပြန်နေကပူးမျိုးကစာအုပ်ဆိုင်ပိုင်ရှင်ပြမှုနဲ့ပြတဲ့နာတော်တာစင်ကြည့်ကြပါအောင်စုပြမှုနဲ့ပြတဲ့တိုင်းစီတို့အရက်ရှိမျက်နာမှာခဲများနဲ့ပြပောက်ကြရာခဲများစုက ထိမှန်ကြသည်မိမကငိုရန်ညှင်းဆန်သည်သို့သောမကြမီပြိဿထံမှဩဘာပေးသံပေါ်ထွက်လာ၏အာကောင်းမောင်းသံယောက်ျားကြီးတစ်ယောက်က အထူးကြီးမားသောဂဲတလုံးဖြင့်သူမ၏ခန္ဓာကိုယ်သို့တေချာသောချိန်ရွယ်၍ပြစ်ပေါက်လိုက်ရာမိမ့်မ၏ဝမ်းပိုက်ကိုထိမှန်ပြီးသွေးများထွက်ကြလာသည်။ဩဝပေးသံပေါ်ထွက်လာသည်မှာဤအကြောင်းကြောင့်ဖြစ်သည်။နောက်ထပ်အရွယ်တူဂဲတလုံးကမိမ့်မ၏ပခုံးကိုထိမှန်သွားသည်။သွေးများလည်းထွက်ဩဝပေးသံသည်လည်းပေါ်လာသည်။ James A. Michina စခန်းချလဲများအငိမ့်လိုက်ရနေသည် ေယားရှရီဖာသည်ပက်ရှွာတွင်ဆောင်းဆိုင်နေ၏ဒီအပိုင်းတွင်ဆူလတန်ပြန်ရောက်လာမည်ဟုသူမသိသည်လင်လောက်သူပြန်ရောက်လာသောဖြင့်ထမင်းဟင်းကိုအသင်းချက်ပြုတ်ပြင်ဆင်ထား၏ကြက်တကောင်သူချက်ချက်စီဟင်းနုနယ်အိမ်မှာလှုပ်ထားသည့်ငရုတ်သီးစားမင်ကြီးအိယာဘော်တွင်မိဘူးတိုက်ပြီးသားအခင်ပိစာများကဘူးတဘူးထဲမှအစီအချိန်လေးကုန်လွန်လာခဲ့သည် ကြက်ကိုပြန်လဲစီးနှောင်ထုတ်ပိုးပြီးထားလိုက်ရသည်ဟိန္ဒူတွေကတော့ပြန်နှွှင်းလို့ရသည်မယုတ်ကြီးစားမြင်ကြီးကိုကြောင်ရင်ထဲမှာထည့်ထားလိုက်၏ရှရီဖာတပြက်စီလဲသည်ခန်းစည်းများကိုလျှော့ဖို့သည်ဖုန်ခါခြင်းထိုင်ခြင်းသက်မချာခြင်းမျက်ရည်ပေါက်အနှဲငယ်ကြာခြင်းတို့ကိုမယံမနာပြုရင်ရှရီဖာအလုံများနေ၏မျက်ရည်ကြာသည်မှာသူမ၏လင်ဆူလတန်ကိုလွမ်းလို့မဟုတ်တခါကသူမရရှိထားခဲ့သည် အထင်ကြီးလေးစားခြင်းခံရသည့်စာအုပ်ဆိုင်ပန်ရှင်ဤဘုဇနီးဘုရားသားသုံးယောက်နဲ့သမီးတစ်ယောက်ကိုဤမိခင်ဘုရားကိုလွမ်းမိသောကြောင့်သူမဤဘုရားကိုဖြတ်စည်းခြင်းသူမဤသားသမီးများကို ဝေးရာသို့ခေါ်ဆောင်သွားခြင်းလောကလယ်တွင်သူမမျက်နှာငယ်စေခြင်းတို့ကြောင့်တစ်ခါတခါသူအားမုန်းမိသည်ဆူလတန်နှင့်သူမဤအိမ်တော်တက်မှာ၁၈နှစ်ရှိပြီဖြစ်တော်လေလွန်ခဲ့သောနှစ်နှစ်က စ၍မယားနံပါတ်1ကိုသူယူလာခဲ့သည်ရှရီဖာ၏ဘုရားမှာကွာရှင်းပြည့်စဲထားသည်မယားတယောက်လိုဖြစ်တော်လဲကွာရှင်းပြည့်စဲထားသည်မယားများမှာရှိသည်လွတ်လပ်မှုမျိုးကိုတော့ရှရီဖာမရှိဆူလတန်သည်ယနေ့တိုင် သူမ၏အရှင်သခင်အဖြစ်မှာ ရှိနေစေအဖို့တိုက်အဖို့တန်စာအုပ်များအသိသိထားသည့်အိမ်ကို ဆောက်ရှောက်ရန်ပါကစ္စတန်တွင် သူမနေရမည်ဟုဆူလတန်အမိန့်ချထားသည်ဤနေရာတွင်ကွန်ပျူတာရှိသည်တယ်လီဖုန်းရှိသည် ။ဤလိပ်စာမှနေ၍ဟောက်တယ်များထံစာဥပါစေထုံများပြပုနိုင်သည်။ဤမိများကိုလက်ခံနိုင်သည်။ကပူးမှာလုံလုံမရတာတွေအလုံးကိုပါကစ္စတန်မှာလုံလုံတိုင်သည်။သူမပါကစ္စတန်နဲ့နေထိုင်ရသည်မှာဆူလူတန်အတွက်အဆင်ပြေသောကြောင့်မှာကွာရှင်းပြဆဲခြင်းသည်ရွေးချယ်စရာတခြားနည်းလမ်းတစ်ခုမဟုတ်။မိမကကွာရှင်းပြဆဲခွင့်တောင်းရင်သူမ၏အခွင့်အရေးများဆုံးရှုံးသွားတော်သည်။တပ္ပတာသမီးများထင်းထင်းရှားရှားခွင့်ကိုလင်ဖြစ်သူကရရှိပြီ မရသာသမီများထံသို့လာရောက်ခွင့်ကိုပင်လင်းဖြစ်သူကညင်းဆန်နိုင်၏သူမသည်မိသားစုတို့အမဲကွက်ရံဖန်ရံကဝိုင်းပယ်ခြင်းခံရသည်ပိုင်ဆိုင်ပစ္စည်းအလုံးလင်းဖြစ်သူထံသို့သာကြားရောက်သွားသည်မောင်တယောက်၏အိမ်သို့ရှယ်ရီဖာပြောင်းရွှေ့သွားရမှုရှိသည်1990ပြည့်နှစ်ပြာအစောပိုင်းကပြည်တွင်းစစ်နှင့်တာလီဘန်လက်အောက်နှင့်အနေငယ်အတွင်တွင်မိသားစုတစ်စုလုံးဟာ ဟာယာတပတ်ခရိုင်ပက်ရှဝါမြို့တွင်နေထိုင်ကြ၏ပက်ရှဝါမြို့တွင်နေထိုင်သူ10ယောက်တွင်9ယောက်မှာအာဖဂန်များသို့သောညီများနှမများဆူလတန်ဆိုညာသားများတယောက်ချင်းစီကပူးစုပြန်ကြသည်သားများတွင်အရင်ဆုံးပြန်သူမှာ16နှစ်သားမန်ဆူထို့နောက်17နှစ်သားအီမဲနောက်ဆုံး16နှစ်သားအကဘဲရှယ်ရီဖာနှင့်အထွေးဆုံးသမီးလေးရှက်နန်တို့သာနောက်ချန်နေခဲ့ကြသည် သူတို့ကိုဆူလတန်ကလာခေါ်လိုက်မိဟုမျှော်လင့်ထားကြတော့လေမျှော်လင့်ထားသည့်တိုင်ဖြစ်မလာသေး။ယာယီခိုလုံရဖြစ်သည့်ပက်ရှဝါမခနော်နီခနော်နဲ့နဲ့အိမ်ဒီယခုတော့သူမ၏အကျဉ်းအောင်ဖြစ်သွားပြီ။နင်းပြည်သူဓမ္မခွင့်မရပဲထိုအိမ်မှသူမထွက်ခွာသွား၍မရနိုင်။ဆူလတန်နောက်မိမယူပြီးပထမတစ်နှစ်တွင်ဆူလတန်နှင့်နောက်မိမနှင့်အတူရှရီဖာနေထိုင်ခဲ့သည်။ရှရီဖာအမြင်တွင်ဆူညာသည်စင်စားစင်ညာကင်းမဲ့သော ဒီတာမကပြင်းလဲပြင်းသေးသည်သူမမပြင်းဘူးဆိုရင်တော့မှစူလတန်ကသူမအားလက်ကလေးမြောက်ရောက်မြောက်လိုက်ရုံရပြင်မခိုင်းကြီးရှရီဖာချက်ရပြုတ်ရသည်ခုခတ်ကျွေးရသည်အဝတ်လျှော်ရသည်အဲ့ရပြင်းပေးရသည်အစာပိုင်းတွင်စူလတန်သည်ငမွေးမနှင့်အတူအခန်းတကားပိတ်ပြီးဆန်နီယန်နှိမ့်ခဲ့ပြီးမှရပ်ပေါင်းများစွာတခါတရံမှသာလက်ဖက်ရည်သို့မဟုတ်တောက်ရည်လန်းတောင်းတာရှိသည် အခန်းထဲမှာသူမ၏နှလုံးသွဲပုံများကိုဓာတ်တစ်ထပ်ဖြင့်မုန်းနေသည့်အသံများနှင့် ရောထွေးလျက်တိတိုးသံများနှင့်ရေသံများကိုရှယ်ရီဖာ ကြားနေခဲ့ရသည်သူမမျိုးသိပြီးစံပြမရပုံစံမျိုးဖြင့်နေခဲ့သည်ဆွေမျိုးများနှင့်မိမမိတ်ဆွေများကသူမကိုချီးကျူးကြသည်သူမနင်းညူသံဆူညာနှင့်ရံဖြစ်သံကိုဘယ်သူမှမကြားရရောင်းမမျက်စိထွက်ခြင်းမျိုးကိုဘယ်သူမှမမြင်ရပြားဤဆံကာလလွန်သောဆုလတန်သည်အိတ်ခမ်းမှဖယ်ခွာ၍ သူစီပွားရေးအလုပ်ဖက်သူဥစီဥလဲလိုက်သည်တို့ဖြင့်မရနှစ်ယောက်မှတယောက်ကိုတယောက်ဖော်ပြကြရတော့သည်ဆိုညာကမျက်နှာတွင် ပေါင်နာဖော်ပြီးအဝတ်သက်အစားသက်များကိုစောင့်ဝတ်ကြည့်သည်ရှယ်ရီဖာကစည်းစားကြောင်းသည်မိခင်ချက်မာကြီးလိုပွားစီပွားစီပြောဖို့ကြိုးစားနေသည်အိမ်မှုကိစ္စများကိုသူမကိုယ်တိုင်ဆောင်ရွက်ရင်းဆူလတန်အချိုင်ဆုံးဟင်းဟာမိတို့ချက်ပုံကိုဆိုညာအားနည်းနည်းချင်းတင်ပေး၏ဆူလတန်က သူ့ဥပဒေများစနစ်ကျထားမှကြိုက်ပုံဆူလဒန်ချိုးမိရည်သည်အပူချိန်မီများရှိမြမီကိုပြပေးထို့ပြင်ငရတယောက်နေဖြင့်တည်ထားသည့်လင်းအကြောင်းအသေးစိတ်လူများကိုလည်းလူလီသေးမရှိပို့ချပေးသည်ထို့သောအိုးရှက်စရာကောင်းလိုက်တာယောက်ျားတယောက်ကဒုတိယမယားတခါတရံတတိယမယားပင်ယူရာမဆန်းစေကမူအရှက်တကွအကျိုးနဲ့တော့ဖြစ်သည်ပဲပြတောင်းဆန်ကဆက်ဆန်ခြင်းခံရသည် မရတယောက်အနေဖြင့်ထွင်ရင်းချက်ရှိသူဖြစ်အမြဲတမ်းတစိုက်ကက်ခံရတော့မည်။ဘာပဲဖြစ်ဖြစ်ရှရီဖာဤသို့သာခံစားရပါသည်။ဆူလတန်ကနှုတ်ပြောသောမရကလေးအပေါ်တိတိတသာဦးစားပေးနေသည်မဟုတ်လား။ဆူလတန်ဤဤမရတဲ့ကလေးကိုရှရီဖာအကျိုးသင့်အကြောင်းသင့်သဘောထားဖို့တော့လိုပေသည်။ရှရီဖာအဆင့်ရှုံးချသွားခြင်းဒီမှာသူမတွင်အပြစ်ရှိသောကြောင့်မဟုတ်ပြင်ပအချင်းဒီများကြောင့်သာဖြစ်ကြောင်း လူများနားလည်ကြစီရင်သူမှဖန်တီးပြရသည်သူမဤတိန်ထဲတွင်အလုံးတဲတဖြင့်ဆရာဝန်ကဖယ်ရှားပေးရပြီးသူမအသက်မသေးစေခြင်းလည်းလည်းနဲ့အတူမအေးရဟုသတိပေးကြောင်းသူမပြောပြတတ်သည်ထို့ကြောင့်ဆူလတန်ကနောင်မရယူဖို့သူမကိုယ်တိုင်တိုက်တွန်းခဲ့ရခြင်းဖြစ်ကြောင်းစိုးညာကိုရွေးချယ်ပေးသူမှာသူမကိုယ်တိုင်ပင်ဖြစ်ကြောင်းစိတ်လိုလက်ရနားထောင်သူရှိလျင်ရှယ်ရီဖာပြောပြလေရှိသည်တကယ်တော့သူကယောက်ျားမဟုတ်လားတဲ့ရှယ်ရီဖာအမြင်တွင် ဤသို့လန်ကျုပ်ဒီပနီဖွင့်လိုက်ခြင်းသင်ကသူမအစဉ်ရှော့ကြခြင်းအကြောင်းရင်းအမှန်ထက်တော့ခံစားပေးသေးသည်ဒီကိစ္စကိုရှယ်ရီဖာပုံကြီးချက်ပြောလို့သောအခါစူညာညမာလေးတယောက်လိုခြေရပုံစူညာသမီးလေးလက်တီဖာသမီးရင်းနဲ့မခြားခြေရပုံတို့ကိုဝင်းလက်တောက်ပါနေသောမျိုးလုံးများဖြင့်သူမပြောပြပါလိမ့်မည်စူလူတန်ကတော့တမျိုးပါမယားတယောက်ထက်ပိုယူထားသောယောက်ျားများသည်မယားများနဲ့ဆက်ဆံရရင်ဟန်ချက်ညီအောင် ထိန်းထားလေးရှိကြသည်ဆယ်စုနှစ်ပေါင်းများစွာမယားတယောက်နဲ့သည်တညအိတ်လင်နောက်မယားတယောက်နဲ့နောက်တညအိတ်လင်အိတ်ခဲ့သည်မယားများကမွေးဖွားလိုက်သည့်ကလေးများသည်တူတုံစင်းညီကိုမောင်နှမအရင်းကြီးတွေလိုကြီးမြင့်လာကြသည်ကလေးများ၏ဝေယဝိစာကိစ္စကိုမိခင်များကဆောင်ရွက်ပေးကြသည်မိသူကိုမှပုံမိုဂရုစိုက်ခြင်းပုံမိုအရေးပေးခြင်းမရှိအဝတ်ထည်နဲ့လက်ဆောင်ပစ္စည်းများကိုညီသူညီမရမရသေးကြအောင်လုပ်ကြသည် ရပါရင်များပြများတယောက်နဲ့တယောက်ရှားကောင်းစည်းနဲ့မျက်ချီပမာဖြစ်ကမခေါ်နိုင်မပြောနိုင်ကြယောက်ျားကောင်းနဲ့မောင်မတထောင်စူးသည့်စကားတွင်ယုံကြည်သည့်မယားများကတော့သူတို့ချင်းချင်းတင်းတင်းမြတ်မြတ်ရှိကြ၏မိဘများကလင်ပေးစားကြရာတွင်ရန်ဖာရန်ကမိန်းမကလေးဆန္ဒမပါရှိသည်မရှိသလောက်နေပါသည့်နုနယ်ငယ်ရွယ်သောမိန်းကလေးတချို့၏စိတ်ကူးရင်အိမ်မက်မှာအသက်ကြီးကြီးယောက်ျားတယောက်၏ဒုတိယမယားဖြစ်ဖို့ပါဤသို့ဆိုရင်ယောက်ျား၏ ပြုံမြင့်မှုကိုပထမမရကရပြီးယောက်ျား၏အိုမဲမစွမ်းမှုကိုဒုတိယမရကရလိမ့်မည်။တချို့ကိစ္စများတွင်မိသည့်မရကမှသူအားအဲ့ရတဲ့တွင်ညစဉ်ညတိုင်းရှိမနေစေချင်ကြ။သူတို့သည်အသက်ရှူပေါ့ချောင်ကျင်ကြသည်။ကပူးမျိုးတွင်ချစ်စရာအကောင်းဆုံးမျိုးလုံးများဟုတခါတုန်းကဆူလတန်ပြောခဲ့ဘူးသည်။ရှရီဖာ၏လက်ပါသောမျိုးလုံးညိုကြီးများရှိနေရာလက်ထဲသို့ငွေကြည့်လျက်ရှိသည်။မျိုးလုံးများတွင်လင်းလက်တောက်ပမှုကင်းမဲ့နေကြပြီ။ မျက်ခေါများတွဲကြနေကြပြီအရေးကြောင်များရေးရေးထင်နေကြပြီအကွက်ပြောင်းအပေါင်းများပေါ်လျက်ရှိနေသည်အရေးပြားများကိုမိတ်ကပ်ဖြင့်တူသိမ့်စွာလင်းလိမ့်မာစွာဖုံးထားနေရပြီလူမဤဖြူသောအသားရည်ကခြေတံတူတူများကိုထိပေးထားရသည်အရမ်းမြင့်မြင့်နှင့်အသားဖြူခြင်းတို့ပါအရေးကြီးဆုံးသောအာဖဂန်အစင်တန်းများပါနှုတ်ပြသော ရုပ်တွင်ပေါ်အောင်အမြဲတမ်းအထောက်ခံခဲ့ရပြီး သူမဤလင်ယောက်ျားထက်အတန်တင်တဲ့ပူကြီးသည့်အဖြစ်ကို ဖုံးကွယ်ထားခဲ့ရသည်။သပင်ဖြူဖြူများကိုစေစိုးထားနိုင်တော်လဲမျက်နှာပြင်အင်္ဂါရများအတွက်တော့ဘာမှမတတ်နိုင်။သူမကျမ်းမြင်ကိုဖျက်လျှောက်လာခဲ့သည်။သားသုံးယောက်ကို ကပူးမျိုးသူဆူတန်ခေါ်သွားကြတဲ့ကသူမမှာလုံးစရာများများဆဆမရှိ။ခေါ်သောများကို လင်းစကြီးမိပြီးထမင်းဟင်းအစင်းသင်းဖြစ်ပြီး TV ကိုဖွင့်ပြီး American တဲတဲ့ရင်ပေါ်ရုပ်ရှင်ကားတကားကိုကြည့်။ကြီးကောင်းသောတရေကောင်းများက နဂါးများဘလူးများနဲ့အယိုးစုများကိုတိုက်ခိုက်ပြီးမကောင်းဆိုးဝါးများအပေါ်အနိုင်ရသွားပုံအင်္ဂလိပ်ဘာသာစကားကိုနားမလဲတော့လဲရှယ်ရီဖာစူးစူးဆိုက်ဆိုက်ကြည့်ပါသည်ရုပ်ရှင်ပြီးသွားချိန်တွင်ရောင်းမဖြစ်သူထံသို့ဖုန်းဆက်သည်ထို့နောက်ဗရင်းမောက်စီသို့လျှောက်သွားသည်ဒုတိယအလွာမှကြည့်လျင်အောက်ဘက်ရှိအိမ်နောက်ဖေးကွက်လက်ကိုအထင်းသာမြင်ရသည်ကွက်လက်ကိုလူပြရလောက်အမြင့်ရှိသည့်အုပ်တိုင်းဖြင့်ခတ်ထားသည်ရှယ်ရီဖာလိုပဲသူတို့မှလည်းနေလန်းစရာအဝတ်တွေပြည့်လို့ပါသို့သော် ဟာယာတပတ်တွင်မူတိအောင်ကြည့်ဖို့မလိုကြီးကို့ဧကန်ထဲမှာမျက်စိတမိတ်ထိုင်နေကြများဖြင့်အိမ်နီးချင်းကစူညံစူလွန်းလာသည်ပါကစ္စတန်ပေါ်တချင်းတံကိုဖွင့်နေသည်ကလေးများအော်ရဲစော်ကစားနေကြသည်မိတယောက်ကအော်ငေါက်နေသည်မိမတယောက်ကကိုသောများကိုထူရိုက်နေသည်မိမကြီးတယောက်ကနေဘူးရဲတွင်ပကံခွဲအောင်များကိုစေးကြောနေသည်အိမ်နီးချင်းတယောက်ကဟင်းနေနေသည်အခြားအိမ်နီးချင်းတယောက်ကကြက်သွန်ပြူတိနေသည်တို့ကိုတိနိုင်လေသည် အတန်ပလန်များနဲ့အနံ့များကပြောမပြနိုင်သည်သည်အသင်းဖြင့်စကားများကိုပြောပြနိုင်ပါသည်တယောက်ဤကိုချင်းတရားကိုတယောက်ကစောင့်ကြည့်နေကြသည်ရက်ွက်ထဲတွင်အသင်းဖြင့်စကားသည်တောမိလိုပြန်နိုင်၏ဟောင်းမြင့်နေသည်ခနော်နီခနော်နဲ့တိုက်ရင်လည်းနောက်ဖွဲကွက်လက်ကိုမိသားစုသုံးစုနဲ့အတူစရိဖာဝင်မြနေရသည်ဆူလူတန်ပြန်ရောက်လာမိပုံမပေါ်သည့်အခါအိမ်နီးချင်းများစီတို့သူမှထားသွားတတ်သည်အိမ်မနေသည့်မိမများနဲ့ အနီးဝန်းကျင်တွင်မိမများစုမိသွားကြသည်ခြာသာပရိနေညာတိုင်းနဇာပြူရန်သူတို့စုယုံကြခြင်းဖြစ်သည်ယင်းမှာဘာသာရေးစားပွဲတောက်ပွဲဖြစ်ပြီးထူပွဲတွင်အတင်းအဖျင်းပြောခြင်းဆူတောင်းခြင်းအမှုတို့ကို ပြုလုပ်ကြလေဟူ၏သူတို့၏ဥကောင်းများကိုပေါ်ဝါရှေပြင်ပတ်ကတယောက်ထိုင် ကော်စုံငယ်များပေါ်တွင်မတ်ပတ်သို့မကာပတ်သို့မျက်နှာမူထိုင်ပြီးဥချဆူတောင်းပြန်မှဆူတောင်းဥပြန်ချ စုစုပေါင်း၄ချိန် တိုင်တည်ခြင်းအမှုကိုနှုတ်ခမ်းလုံုံများသာပြုကြသည် ကိုသောငယ်များနေရာလစ်လက်သွားသည့်နှင့်နောက်လူများဝင်ရောက်နေရာယူကြသည်တရာတရားထက်တန်သူမဟာဂိယုနာတော်ရှင်လောက၃ပါးသခင်အလားရှင်များတိုင်တည်ပါ၏တရာတရားထက်တန်သူ မဟာဂိယုနာတော်ရှင်ထာဝရဘုရားသခင်စင်ညက်ချမိနေ၏ပန်းရှင်အရှင်မြတ်တဝူးသေးသူကတပည့်တော်များတို့ရှိခိုးကိုရောပါ၏အရှင်မြတ်တဝူးသေးတဲ့ထံတွင် တပည့်တော်မတို့၏အကူအညီတောင်းခံပါ၏အရှင်မြတ်မြတ်တာပေးသွားတော်သူတို့၏ဖြောင်းတန်းသောလမ်းကိုတပည့်တော်မတို့ပြတ်သားတော်မူပါအရှင်မြတ်၏အမြတ်ကိုရရှိထားတော်သူ၏လမ်းကြောင်းမှသူဖွယ်သွားသူတို့၏လမ်းကို ပြတ်သားတော်မူပါနှင့်ပူဇော်ပွဲလက်ဆတ်တယုံရှိသေးသည်ခြေလောင်သောစကားပြောသံများပေါ်ထွက်လာလေသည်နယံတလျှောက်ရှိသူရှင်များပေါ်တွင်မိမများနေရာယူနေကြသည်ချမ်းမြေပေါ်တွင်ဖျောင်းပစိုးတများထက်တွင် ပကံလုံးများနှင့်ပကံများများ လက်လက်ဆက်ဆက်ဖြောထားသောဖာလာနတ်သင်တစ်ဖက်ရင်နှင့်အချို့မို့တမျိုးကိုခင်းကျင်းထားသည်မိမတိုင်းမိမိတို့၏လက်များကိုညနာပေါ်တင်က စားစရာများကိုဝိုင်းရံလျက်တီးရိုးတံမြန်ရွတ်ဆိုကြသည်လာအီလာဟာအီလာလာဟူမူဟမ်မဒူရာဆူလူလာဖျားသခင်မှာတပါအခြားနတ်မရှိမိုဟာမက်သည်ဖျားသခင်တမန်တော်ဖြစ်သည် ရခုပြီးသောအခါ သူတို့ဤလက်များကိုနှကောင်းမှသည်နှစ်ဖူးသို့ထို့နောက်ပါးနှစ်ဖက်မှသည်မဲစီသို့ပုတ်တက်သွားကနှကန်းတွင်ရက်တန်သွားသည်သူတို့ဤအမူအရာဆူတောင်းခြင်းများကို စားသုံးနေသောသလိုနှစာပြုရာတွင်ဤပုံစံအတိုင်းဆူတောင်းပတ္ထနာပြုလျင်ပြေးထိုက်သည့်ဆူတောင်းများပြေးကြသည်ဟူသောအတိကိုမိခင်များမှသည်တာသမီများသို့လက်ဆင့်ကမ်းတည်ဆောင်လာခဲ့ကြသည်ဤဆူတောင်းများသည် ဘုရားသခင်တန်သူတန်တန်မတ်မတ်ရောက်သွားပြီးဘုရားသခင်ကဆူတောင်းပြည့်စင်ရန်သို့မဟုတ်ဆူတောင်းမပြည့်စင်ရန်ဆုံးဖြတ်ပေးသည်ဟုလိုဆူလတန်သည်မိမိနှင့်ရှက်တန်တို့ကပူးသူပြန်ခေါ်ပေးရစေဟုရှရီဖာဆူတောင်းသည်ကပူးသူပြန်ရောက်သည့်အခါသူမပါရန်သာသမီအားလုံးဝိုင်းဝန်းလည်နေကြလိမ့်မည်အလားရှင်မြတ်ထန်၌အားလုံးဆူတောင်းပထနာပြုကြပြီးသည့်နောက်တွင်တကယ်ကြာသာပြီးနှင့်ခန္ဓာကိုစတင်နိုင်ပြီအချုံမုံများစားကြ ာလာနဲ့သင်းသည့်လက်ဖက်ရည်များတောက်ကြနောက်ဆုံးသတင်းများဖလှယ်ကြဆူလတန်ကိုအချိန်တိုင်းညွန်နေကြကြောင်းညွန်နေကြောင်းဆာယာဖီဘလုံးပွေပြောလိုက်တော့လေမိသူမှသတိမမူကြသူမ၏အိမ်တော်ရှိသုံးမွန်းဆိုင်အချစ်ဇလန်းသည်ဟာယာဘတ်မြို့103လမ်းတွင် လူများစိတ်ဝင်စားကြသောသတင်းတစ်ပုဒ်မဟုတ်16နှစ်တပီဆလီကာသည်အတင်းဖြင်းလောလောလတ်လတ်ငွေကြေးပွင့်ဖြစ်လာသည်လွန်ခဲ့သောရက်ပိုင်းတွင်ခွင်းမလွတ်နိုင်စရာ ပြမှုတစ်ခုပေါ်ပေါက်လာပြီးဆယ်လီကာသည်နောက်ဖေးကန်းထဲတွင်ပိတ်လောင်ထားခြင်းခံရသည်သူများယူစီနေသောမျက်နှာမိမြန်းရောင်ကိုင်းလျက်ရှိသောအစင်းချောင်းများနှင့်ဖုံးလွှမ်းလျက်ရှိသည်ကြောပြင်တို့ဖြင့်နောက်ဖေးကန်းထဲတွင်မှု့ရပေါ်တွင်လဲလျောင်းနေသောဆလီကာစကြောင်းစုံလင်ကိုအသေးစိတ်မသိရှိသူများကစိတ်ဝင်စားနားထောင်ကြသည်ဆလီကာ၏ပြမှုမှာလွန်ခဲ့သော6လကစတင်ခဲ့ခြင်းဖြစ်သည်တခုသောညနေပိုင်းတွင်ဆရီဖာ၏သမီး ရှပ်နန်ကဆလီကာအားစာရွက်ပိုင်းလေးတစ်ခုပေးရင်ဘယ်သူပေးတယ်ဆိုတာမပြောဘူးလို့ခရီးပေးခဲ့တယ်ပေးတာကတော့ကောင်းလေးတယောက်ပဲသူကကိုယ်တိုင်မပေးရဘူးဘသူဆိုတာကတော့ကျွန်မသိတယ်အရေးကြီးတာဝန်တစ်ခုကိုဆောင်ရွက်နေခြင်းဖြစ်သည်ဟူသောအသည့်ဖြင့်ရှပ်နန်စိတ်လှုပ်ရှားနေသည်စာရွက်ပိုင်းပေါ်တွင်အသင်းနှလုံးကိုမြားဖောက်ထွန်းကြသည်ဝင်နေသည့်ပုံများအပြည့်ပြီးတော့အချိုးမကျသည့်လက်ရည်များဖြင့်လင်းကိုငါချစ်တယ်ဆိုသောစာသားအပြင် သူမမြင်းများချောချောကြောင်လှကြောင်များလဲပါရှိသည်တနေ့တွင်ထိုကောင်လေးကသူမ၏အိမ်အနီးရှိဓမီတိုင်းသားတွင်စောင့်နေမိဖြစ်ကြောင်းအနီးအောင်ဆွေတာအိမ်ကြီးကိုဝတ်ဆင်ထားမိဖြစ်ကြောင်းဆလီကာထံစာရေးလိုက်သည်ဆဲလုရှားမှုဖြင့်ခရုံကရင်ဖြစ်နေရင်ဆလီကာအိမ်မှထွက်သွားသည် အပြာနုရောင်ဂရီပါဝတ်ဆုံနှင့်လက်ဝတ်ရတနာများကိုဆင်းမြန်းသွားသည်သူမနှင့်အတူငွေချင်းတစ်ယောက်ပါသွားပြီးအနီးအောင်ဆွေတာဝတ်ထားသည့်အယက်မြင့်မြင့်ကောင်လေးကို ဖျက်လျှောက်သွားခြင်းကောင်းလေးသည်မျက်နှာကိုတစ်ဖက်ကိုလှဲ့နေပြီးလုံးဝလှူရှားခြင်းမရှိသည်။နှက်ပြန်ကြရင်မျက်နှာလှည့်ပြရမယ်ဟုသူမကစာရေးပြီးရှက်နန်ဤလက်ထဲသို့ထည့်လိုက်ပြီးသို့သောနှက်ဖန်နှက်ဖန်ကြတော့လဲသူမလှူရှားပြန်ပါတတိယမြောက်နေ့တွင်မှ သူမဘက်သို့သူမျက်နှာလှဲ့သည်။သူမဆက်လျှောက်မြဲလျှောက်သွားတွင်ရင်ဖူခြင်းမှသည်တဲထန်သောအဖြစ်ဖြစ်ပေါ်လာသည်သည်။သူသည်ထူးထူးခြားခြားကြီးကောင်းသူ မဟုတ်တော့လဲ။ စာရေးတာသူပဲစာပြန်လည်ပေးကြတိတ်တခိုးကြည့်ကြဖြင့်လာပေါင်းများစွာကြာချောင်းခဲ့သည်ဤရှေးဥပြမှုများနှင့်အပြင် ပြမှုအတင်များထပ်တိုးလာလေသည် ကောင်းလေးတယောက်ထံမှစာများကို သူမှလက်ခံရခဲ့သည် ထို့ပြင်ကောင်းလေးကို သူမှအဖြေပေးခဲ့ပြီးပြီသူမ၏မိဘများကရွေးချယ်ပြီးတော့သားသူတယောက်နဲ့သူမချစ်ကြိုက်လျက်ရှိပြီသူ့ကိုမိဘများသဘောမကျကြောင်းသူမကသိပါသည်သူမပညာမရှိပတ်စံမရှိ မိသားစုအစဉ်အသက်မရှိဟာယာတစ်ပတ်မှာမိဘများကဤရချင်းများကိုထဲတွက်ခြင်းကြသည်ဆလီကာဤအမတော်ကဖခင်နဲ့ငါးနှစ်တိုင်တိုင်တိုက်ပွဲဝင်ပြီးမှလက်ထပ်ဖြစ်ခဲ့သည် မိဘရွေးချယ်မပေးသူတယောက်ကို သူမမြစ်တာတဝင်ပြီးထိုသူကိုဆွန့်လွတ်ဖို့သူမညှဉ်းဆန်ခဲ့၏ချစ်သူနှုတ်ဤအိတ်ဆေးတပလင်းလုံးတောက်အောင်ကိုအောင်တောက်လိုက်ကြရာဆေးရုံတို့အပြေးလွှာတင်လိုက်ကြပြီးကံကောင်းထောင်မှသာအသက်ချမ်းသာရာရသွားကြသည် ဤတွင်မှသူတို့နှစ်ယောက်ကိုမိဘများကသဘောတူကြတော်သည်တနေ့တွင်ဆလီကာနှင့်နာဒင်တွေ့ဖို့အချိန်ပေးလာသည်မိခင်ကအစ္စလာမဘတ်ချီဆွေမျိုးများထံသို့သွားနေပြီးဦးလေးကအိမ်တွင်တနေ့ကုန်မရှိဦးလေး၏ဇနီးနှင့်အိမ်တွင်ကြံရိတ်ခဲ့သည် သူမအားဆလီကာကတငယ်ချင်းများထံသွားမည်ဟုခွင်တောင်းရာနင့်ကို ခွင့်ပြုထားလိုလားဟုဦးလေးကဇနီးကမေးသည်ဆလီကာဖခင်မှာ ဟော်လန်နိုင်ငံရှိဒုက္ခသည်စခန်းတစ်ခုတွင်ရောက်ရှိနေခြင်းသဖြင့်ဦးလေးကမိသားစုကြီးခဲ့ဖြစ်နေသည်ဖခင်မှာဟော်လန်တွင်အလုပ်လုပ်ရပြီးအိမ်သို့ပတ်သက်ပြန်ပို့နိုင်အောင်မိသားစုတစုလုံးကိုခေါ်ယူနိုင်အောင်ခွင့်ပြုချက်လက်မှတ်ရဖို့စောင့်နေခြင်းဖြစ်သည်အိမ်အလုပ်တွေပြီးရင်သွားလို့အမေကပြောထားတယ်ဆလီကလိန်လိုက်သည်တငယ်ချင်းထံသို့သူမမပသွားပါနာရင်ထံသို့ရောက်သွားသည်လမ်းတော်တွင်ခရီးသွားဟန်လွဲတွေ့ကြသလိုတွေ့ကြတာငါတို့ဒီမှာစကားပြောလို့မဖြစ်ဘူး စလီကာကကတုတ်ကရိုက်ပြောသဖြင့်နာတင်းကတက်စီတစီကိုခေါ်လိုက်ပြီးစလီကာဟာကားထဲသို့တွန်းတွန်းလိုက်သည်ကားထဲမှာတစိမ်းယောက်ျားတစ်ယောက်နဲ့အတူ တွဲမထိုင်ဘူးကဲ့သို့စလီကာသည်နှလုံးတုံရင်တုံဖြစ်လျက်ယောက်ျားနဲ့မိန်းမတွဲလျှောက်နိုင်သောပတ်ရှွာကပန်းညံတစ်ခုမှတက်စီရက်လိုက်သည်ပန်းညံထဲမှာခုံတိုင်းတစ်ခုတွင်သူတို့နှစ်ယောက်ထိုင်ကြသည်နာယူဝက်လောက်အချိန်အတွင်းနာတင်သည်သူ၏အနာဂတ်အစီအစဉ်များကိုခြားပြနေသည် သူကပေါ်တော့ရောက်နေတယ်ဟုပြောသည်ဆလီကာကသူတို့ဟာတယောက်ယောက်ကများမြင်သွားလိမ့်မလားဟုအထိတ်ထိတ်လန့်လန့်ဖြစ်လျက်သူမအိမ်တို့ပြန်ရောက်တော့မိုးမီလောင်နေပြီသူမနဲ့နာတဲ့တက္ကစီစီးသွားကြသည်ကိုရှပ်နန်တူသားပြီးရှရီဖာကိုပြောလိုက်သည်ရှရီဖာကဆလီကာဦးလေးမိမကိုထပ်ဆင့်ပြောလိုက်ပြန်သည်ဆလီကာပြန်ရောက်လာသည့်အခါဦးလေးမိမကရိုက်နှက်ပြီးအခန်းထဲမှာပိတ်လောက်ထားလိုက်တာအစ္စလာမဘတ်တွင် ရောက်နေသည့်ဇလိကမိခင်ထံဖုန်းဆက်လိုက်သည်ဦးလေးပြန်ရောက်လာခြင်းနဲ့မိသားစုတစ်စုလုံးအခန်းထဲသို့ဝင်သွားကအထူးအကြောင်းမေးမြန်းကြသည်ဖြင့်တက္ကစီအကြောင်းပန်းညံအကြောင်းထိုင်ကုန်အကြောင်းများကိုကြားရသဖြင့်ဒေါသကိုထိမထားနိုင်ကြအတော်ကချုပ်ပေးထားသည့်သူမကိုဦးလေးကဝါယာကျိုးဖြင့်ရိုက်နှက်ပြီးမျက်နှာကိုလည်းလက်သီးနှင့်ထိုးတော့ကြောင်းပဇက်နဲ့နှကောင်းမှသွေးများယူစီးကြလာလေတော့သည်နင်ပါရီလောက်ခဲ့တာလေနင်ပါရီလောက်ခဲ့တယ်လေနင်ဟာမိသားစုကိုတိတ်ခါချတဲ့လူ ငါတို့ကိုတတ်တတ်ရှက်ခွဲတဲ့နင်းဟာပြည့်တစားမှသူ့တန်းစီအိမ်ထဲတွင်ပဲ့တင်ထနေပြီအိမ်နီးချင်းတို့ဤအိမ်ပရင်းပေါင်များတဲ့သူဝင်ရောက်သွားပြီအချိန်တိတ်မကြာလိုက်ခင်မှာပင်စလီကပြင့်မှုကိုအလုံးတည်သွားကြတော့သည်စလီကသည်ပိတ်လောင်ထားသောခန်းထဲတွင်လဲလျောင်းရင်အလရှင်မြတ်အားတိုင်တဲနေလေသည် နာတဲ့လာတောင်းပါစီမိဘများလက်ထပ်ဖွင့်ပြီးပါစီခေါ်သောတိုင်းတဆိုင်မှာနာတဲ့အလုပ်ရပါစီ သူတို့ထွက်ပြေးနိုင်ပါစေတက္ကစီတစည်းထဲမှာကောင်လေးတစ်ယောက်နဲ့အတူဆလီကာထိုင်နေရင်အခြားကိစ္စတွေကိုလည်းလုံနိုင်မှာပဲအတော်မိတ်ဆွေနာရင်ကဆလီကာအမေကို မောက်မာသောအချိန်ဖြင့်ကြည်ကလမ်းပြီးပြောပြီးနောက်အချုံမုံများကိုဇွန်ကြီးတစုံမြေပါဇက်ထဲသို့ထိုးသွင်းကနောက်လူတရားကြီးချင်းမြင်ချက်ကိုနှမ်းလည်နေပြီဆလီကာကပန်းညံထဲမှာထိုင်အောင်ပဲရှိတာ ဒီလောက်တောင်တေလူမျိုးပါရိုက်ဖို့မလိုဘူးဆရာဝန်တယောက်ဖြစ်သည့်ရှီရင်ကပြောသည်သူရက်သူရိုက်တာကိုကျမတို့ရတန်းကရက်ဖို့မပြောနိုင်ရင်ဆလီကာကိုဆေးရုံပို့ရလိမ့်မယ်ညကတညာလုံးခြံဝန်းထဲမှာဆလီကာဆူတောင်းနေတာကျမတွေ့တယ်သူဆရှရီဖာကပြောသည်သူမအိမ်ပြောတော့ညတွင်ဆလီကာကတွေ့လိုက်ခြင်းဖြစ်သည်မိမများတပြင်းချကြသည်တယောက်ကဖယားကရွတ်သည်ပန်းညံထဲမှာနာရီနဲ့တွေ့သည်ဖြင့်ဆလီကာအမားကြီးတစ်ခု ပြုလွန်သည်ဟုသူတို့အလုံးလက်ခံကြတော့လေတမင်သာဒီကိုမနာခံရုံပဲလားဆိုပါတော့ပြမှုတစ်ခုကိုကျူးလွန်ခဲ့သလားဆိုတာကိုတော့မပိုင်းဖြတ်နိုင်ကြသည်ဆက်เสียကောင်းလိုက်တာဆက်เสียကောင်းလိုက်တာကျမသမီးဟာဘာကြောင့်များဒီလိုလုပ်ပါလိမ့်ဆလီကအမေညင်ညူ၏မိမများကဆက်လက်ဆွေးနွေးကြသည်အကယ်၍နာဒင်ကဆလီကလက်ထပ်ခွင့်တောင်းရင်ဆက်เสียအဖြစ်ကိုမိပြောက်သွားကြလိမ့်မည်သို့သောဆလီကအမေကတော့နာဒင်ကိုသမတ်တော်ဖို့ တိတ်စိတ်မပါဘူး။နာရင်မိသားစုကဆင်းရဲသည်။နာရင်ကပညာမတတ်လမ်းတကာမှာဟိုးဒီဒီခြေစက်ကြလျှောက်ဖြန့်နေသည်။ခံပြီးမကြမီပြုတ်သွားသည်သူသူမလုံဘူးသောအလုံးမှာကော်သောဆက်ယုံတယုံနေဖြစ်သည်။နာရင်ကိုဆလီကလက်ထက်လျင်ဘယ်တော့မှအိုးပါအိမ်မှန်မရှိသည်။နာရင်မိသားစုနဲ့အတူလိုက်နေရလိမ့်မည်။နာရင်အမေကအင်ရှင်မာကောင်းတယောက်မဟုတ်ဘူး။သူတို့အိမ်မှာဆို ရှုပ်ပွားညက်ပတ်နေတာပဲမိမကပြင်းလဲပြင်းနေအိမ်ကလည်းကတ်တယ်မရှိဘူးဟုမိမတယောက်ကပြောသည်အသက်ကြီးကြီးမိမတယောက်ကနားထဲအဖွာအကြောင်းကို သူတို့ကကပူးမှနေတော့ကလာသမျှလူကိုလက်ခံနေတာပဲအဲ့ဒီမိမအိမ်မှာတယောက်တည်းရှိနေတဲ့အချိန်မှာတော့ယောက်ျားတွေလာကြတယ်ဆွေမျိုးလည်းမတော်ကြဘဲနဲ့ဟုပြန်ပြောင်းပြောကြလေသည်မိမတယောက်ကဆလီကအမေဘက်သို့လှည့်၍ကျမစိတ်ထင်တာပြောရရင်တော့ဆလီကဟာ နည်းနည်းတော့ဟိတ်ဟန်များတယ်ရှင်အမြဲတမ်းမကက်လိမ့်ပြီးရှိုးကြကြဝတ်နေတာသူကောင်းထဲမှာလင်းစိတ်သားသိရှိနေတာကိုရှင်သီးကဲကိုကောင်းတာပေါ့ထို့နောက်ဆလီကအမေဟာကိုချင်းဆန္ဒသောအဖြစ်သူတို့အားလုံးတိုင်ပင်ထားကြသလိုစကားစပြတ်သွားကြသည်မိမတယောက်ကနှုတ်ခမ်းတက်လိုက်ပြီးစားဖို့တောက်ဖို့အချိန်ကြပြီမိမများကတယောက်ပြီးတယောက်ထိုင်နေရာမှာမတ်တက်ထားရလိုက်ကြသည်သူမ၏အခန်း၃ခန်းရှိသောဆရီဖာလေကားမှာတက်သွားသည် ဆလီကာပိတ်လောင်ထားသည့်အခန်းကို သူမဖြတ်သွားသည်မိသားစုဆုံးဖြတ်မပြီးခင်အထိထိုအခန်းထဲမှဆလီကာရှိနေလိမ့်မည်ရှရီဖာတပြင်းချလိုက်သည်အိမ်ကြီးချင်းဂျမီလာအပေါ်ကြားရောက်ခဲ့သည့်ပြစ်ဒဏ်ကို သူမတရိရလိုက်သည်ဂျမီလာကရွှေကြီးမျိုးကြီးတဲကပါ သူမသည်ချမ်းသာသူအဖြစ်ပြောစရာမရှိပန်းမွန်လေးတပွင့်လိုလပ်ပါသူနိုင်ငံသားတွင်အလုတ်လုတ်သည့်ဆွေမျိုးတစ်ယောက်ကပတ်သက်ရှိသည်ဖြင့် ဆက်ရှင်နဲ့တမီးလေးကိုဂျမီလာကိုတောင်းရန်ယူနိုင်ခဲ့သည်မင်္ဂလာဆောင်သည်ထူးထူးခြားခြားပါဧဒေ900အစားတော့ရှံပဲဝင်းပါတောက်ပါနေသည်သရုသရုသမီးသရုသားကိုမင်္ဂလာတော်မတိုင်မီဂျမီလာမတွေ့ခဲ့ဘူးပါမိဘများကအစစအရာရာစီစဉ်နေခြင်းဖြစ်သည်သရုသားကအယံမြင့်မြင့်ပိမ့်ပိမ့်အသက်က40ဝန်းကျင်အာဖဂန်ထုံးစံအတိုင်းလက်ထက်ရန်နိုင်ငံသားမှပြန်လာခဲ့သည်ဂျင်စာဦးဇနီးမောင်နှံအဖြစ် သတင်းနှစ်ပတ်ကြာအတူတကွနေထိုင်ကြပြီးနောက်ဂျမီလာလိုက်လာရင်ဗီဇာလုပ်ဖို့နိုင်ငံသားတို့ပြန်သွားလေသည်လင်းဤညီနှစ်ယောက်သူတို့ဤမယားနှစ်ယောက်တို့နဲ့အတူဂျမီလာနေခဲ့ဤသုံးလကြာပြီးသည့်နောက်ပလိတ်ကသူမအကြောင်းကိုဖွင့်ချလာသဖြင့်ဂျမီလာကသူတို့စိတ်ဆိုးကြသည်ဂျမီလာဤအိမ်ခန်းပတင်းသို့လူတစ်ယောက်ကျော်ဝင်သွားသည်ကိုပလိတ်ကတွေ့သည်ဤကဲ့လူကိုမဖမ်းမိတော့လဲဂျမီလာအခန်းထဲကသူ့ပိုက်ပစ္စည်းတချို့ကိုလင်းအင်ကြီးက တွေ့သွားသဖြင့်ဂျမီလာအနှင်းနှင်းလွတ်လိုက်ရသည်မိသားစုကောင်းချင်းရိုက်နေကြသည်နှင်းရတိုင်တိုင်ဂျမီလာအအခန်းထဲမှာလောင်ပိတ်ထားကြသည်တုံးရကြာပြီးနောက်ဂျမီလာဓာတ်လိုက်၍တေသွားပြီးဟုဂျမီလာအကူကအိမ်ကြီးချင်းများအားသတင်းဖြန့်လိုက်ပြီးနောက်တစ်နေ့တွင်ဇာပနာချသည်ပန်းမွေများတီတီလေးနဲ့သောမျက်နှာများအမေနှင့်အမများနှင့်ဖြစ်မစင်နိုင်ရာငငယ်ရွယ်ရွယ်နှင့်ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားကြရှာသည်ဂျမီလာအတွက်အားလုံးကဝမ်းနဲ့ပူဆူးကြသည် မင်္ဂလာဆောင်စီကားသလိုဇာပနာလည်းစီကားတာပဲဟုသူတို့ပြောကြသည်မိသားစုဂုံကိုကဲတင်နိုင်လိုက်ပြီရှယ်ရီဖာထံမှရှိသောမင်္ဂလာဆောင် ဗီဒီယိုခွေကိုဂျမီလာအကူကငှားသွားပြီးပြန်မပြီးတော့မင်္ဂလာဆောင်ခဲ့ပါကားသည် ဟုပြောเสียရဘာတစ်ခုမှမကြံတော့ရှယ်ရီဖာမှာတော့ဓာတ်ပုံတချို့ရှိနေသေးသည်ကိမ့်မုတ်လီးနေရော မင်္ဂလာမောင်နှံကို ကြည့်ရသည် ခန်းကြီးနာကြီးဖြစ်နေလေဂျမီလာသည်အဖြူရောင်ဝတ်ရုံနဲ့ မျက်နာလွာစာတို့ကိုဆင်းမြန်းထားပြီးနတ်မောင်တော်စံကေတာနိမြန်တော်နှခမ်းအစုံတို့ဖြင့်အလာကြီးလှနေတော်မူရှရီဖာတပြင်းရှလိုက်ပြီးဂျမီလာပြစ်မှုကျူးလွန်လိုက်ကြပဲသို့တော်ကောက်ချစ်သောနှလုံးသားဖြင့်ကျူးလွန်ခြင်းတော်မဟုတ်မတိနားမလည်မှုဖြင့်ကျူးလွန်ခြင်းဖြစ်သည်ဂျမီလာမတည်သင့်ပေမဲ့အလာရှင်မြတ်ကဆင်းရဲချလိုက်တာကိုရေရွပြီးစူတောင်းတာတပုတ်ကိုတီတိုးရေလိုလိုက်ပြီး သို့တော်ညာသူမစိတ်အနှောက်အယှက်ဖြစ်ရသည့်အကြောင်းတစ်ခုရှိနေပြီမိသားစုခေါင်းညံဆိုင်ရိုက်ကြသည့်နှစ်ရက်တွင်ဂျမီလာ၏အမေအရင်ကိုယ်တိုင်ကသူမအားတက်ပြစ်လိုက်ဖို့သဘောတူခြင်းဖြစ်သည်သူမ၏သမီးကိုတက်ဖို့သူမ၏သားသုံးယောက်အားဆေလွတ်သူမှာအမေကိုယ်တိုင်ညီကို၃ယောက်ဂျမီလာအခန်းထဲသို့အတူတကွဝင်သွားကြပြီးသူမ၏မျက်နှာပေါ်ကိုခေါင်းအောင်တစ်လုံးဖြင့်အတူတကွဖိကြသည်ဂျမီလာအသက်စီဝင်ခြုံငိမ့်သွားသည့်အချိန် ထို့နောက်ညီကို၃ယောက်အမေထံသို့ ပြန်လာခဲ့ကြသည်စပောင်းကြီးဆောင်းမြောနာတော်သားဆင်းနေကြတဲ့မိဖညီကိုများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာကျွန်တော်ရဲ့ Spirit Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြပါအောင်လို့မေတ္တာရခံတောင်းဆိုလိုပါတယ်ကျေးဇူးတင်ပါတယ်